အားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်ုပ်နဲ့ဟင်းလျာဆိုတဲ့ဇာလန်းလေးနဲ့တောက်ကိုင်းပေါ်ကမြောင်တစ်ပင်အောက်ကပြောင်းဆိုတဲ့ဇာလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီနေ့မှာတော့ကျွန်ုပ်တို့ပြည်ကဘ ഹു တုတအတွက်မသိမြင်တဲ့သူမြိုင်းသားဈေးကိုလိုက်သွားပါရစေ။မနက်ခင်းဝယ်ဈေးဝယ်ပရိသတ်က စီကားလာပါပြီ။ဈေးတဲ့ဈေးဝယ်တို့ရဲ့အတန်ဖြစ်မြိုင်းသားဈေးကညံ့နေပါရစေ။လာနော်။အသားရမယ်အသားရမယ်။ မသိမြင်ကအသားဆိုင်ရှိမှရက်တယ်။ဘယ်စည်းလဲ။ဟဲစည်းကြည့်လိုက်တာ။အများစည်းပဲတော်ရင်ကျက်သားဆိုင်ရှိရက်တယ်။တပိတ်တာဘလောက်လဲ။တထောင်ပဲရှင်။ကျက်စည်းနဲ့ဝက်စည်းကဘိမသာလိမသာစိတ်စည်းနဲ့အမဲစည်းကလည်းထူးမခြားနာ။ဈေးတက်တာချင်းအခွန်လွတ်ဈေးကိုသွားပေါ်ရှင်။ကျွန်တော်လည်းထောင်ကနေဒေါသထွက်သွားတယ်။လာမသိမြင်ရဲ့ဝဲမနေနဲ့။အတာပဲဘာရှာတာမှတ်လို့မောင်စုမီယာအတာဟင်းလျာမရှားဘူးလို့မှတ်ထားလိုက်ပါမြင်။အပြောလျာ ကျွန်တော်လည်းမသေးမြင်လက်ဆွဲကဈေးထဲမှာထွက်ခဲ့တယ်။ဟိကတုတ်ပေးဟင်းလျာမောရသေးဘူးလေတော့။အာဝဲမနေနဲ့အမဲဟင်းလျာများဖားရှာလို့လေ။ကျွန်တော်ရူမတော်ရိတ်ကိုဝင်ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့အမဲဟင်းလျာအိမ်ရှိကိုရောက်ရမယ်။ဟုတ်မှလည်းလောက်ပါတော့။အင်းရောက်ရင်ကျွန်တော်လည်းဘိုက်ကလေးကိုခေါ်ပြီးတော့အမဲပြထွက်ခဲ့တယ်။ငြိသီးထောင်းထားမြင်ရူမတော်အတွင်းကျွန်တော်တို့ချင်းနေဝင်ရောက်ခဲ့ပြန်ပါတယ်။ညရစာတွတ်ပြီးလာပြီးဟဲ့တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်။ ၊နှွေကော်မိုးကုမိုအပင်တွေကရိုးရံပြိုင်ပြိုင်မှာစိမ့်ရွက်နှုတို့စင်စားပြုနေပြီးဒေါကအရွက်နေသွားလို့လင်းကျက်နေတယ်။ရွက်ကြွေတွေကဆွေးမြေ့နေပါတယ်။တောင်ဆောင်မှာခြေတကောင်ကိုတွေ့တယ်မဆိုးပါဘူး။ခြေသားကလည်းထမင်းငိန်စရာဟင်းတစ်ခွက်တော့ဖြစ်နိုင်ပါသေးတယ်။ကျွန်တော်လည်းခြေနီးကိုရှောင်ကတ်သွားတယ်။ခြေတန်ကလုံလပါတယ်။ကြီးဟာတော်တော်များမလုပ်သေးဘူးတရွတ်နှုတ်ကိုစားနေတယ်။မိမိကက်ပြီးချိန်ပြီးဖြစ်ပြီ။ကော်ရိုက်ရှင်အားပောက်ခွဲတန်ကတော်လုံးအနှံ့ပြန့်သွားတယ်။ ခြေကလမ်းဖြန်ပြီးလဲကျသွားတယ်။ဒါပေမဲ့ချက်ချင်းမဲထားကခြေဦးတရပြေးပါတယ်။မရှောင်ရင်လွတ်တယ်ပြုတ်။ဘိုက်ကလေးကတိပြီးဖြန်နေပမာမခန့်ပြုံးနေတယ်။ပြီနေလေထက်ရှာပြန်နေ။ဒေါကတနက်တန်ဖြစ်ချောင်းလန်းလိုက်လို့လန့်နေချေပြီ။တားကောင်တော်တော်နဲ့မတွေ့တော့အချိန်တော်ကြာမှတကောင်တွေ့ရဲ့။၎င်းမှာတော်ဝက်တော်ဝက်တည်းလည်းမတည်ချိန်လိုက်စင်ပါပဲအနံ့ကအလွန်ပါတဲ့တော်ဝက်ကကျွန်တော်တို့အနံ့ကိုရသွားတယ်ထင်တယ်။ကစုံဆိုင်ဖြစ်ပါတယ်။ ထို့နောက်ရုံတကောင်ကလည်းထုံနီလကောင်ပဲနောက်ဆုံးတောင်ဆောင်မှာတွင်းပေါက်ထဲကိုဝင်ပြေးသွားတဲ့ဖွတ်တကောင်ကိုလိုက်ဆွဲရာအမိကိုဆွဲမိတယ်ကျွန်ုပ်ကအမိကိုကိုင်းတယ်ဘိုက်ကလေးကကျွန်ုပ်ခါကိုဖတ်ခါခြေကန်ဆွဲတယ်ဖွတ်ကြီးကကြောက်ရှာလို့တွင်းထဲကိုအတင်းဝင်ပါတယ်ဖွတ်ရဲ့အမိပိုင်းသာတွင်းပြင်မှာကြံ့ရစ်တော့တယ်ဆွဲဟိဆွဲဟာဆွဲစရာကြီးဒါမှမရရင်မသိမီဟင်းဦးနဲ့ဝေးတော့မယ်စက်တို့ရင်ရရအမိပိုင်းကိုပဲဓာတ်နဲ့ဖြတ်ပြင်ကောင်းမယ်နှမျောစရာကွာဖွတ်ကယုံနေ ကျွန်ုပ်တို့ဇရာတပည့်ကဆွဲတယ်။နှစ်ယောက်အားကိုတကောင်အားကမခံနိုင်တော့ဘူး။တွင်းဝါမှာကျက်စာကဲတွေဖွာကနေကန်ထွက်သွားကဖွကြီးကခြေကားရလက်ကားရပြဲလေးတွေကိုဝဲပြန်ပါလာပါတယ်။ကျွန်ုပ်တို့ဇရာတပည့်လည်းအရှိန်ဖြင့်နောက်ကျွန်းပြန်လှိမ့်သွားတယ်။တောင်စောင်းမှုအရှိန်ကမသေး။ကပယ်ရမပြုတ်ကြတဲ့အောက်မှာချောက်တေးပေးမှုမတက်နိုင်တော့ဘူး။အရာမိနေပြီဖြစ်တဲ့ဖွကြီးကိုလွှတ်ချလိုက်ရတယ်ဖွကြီးကကြောက်ထဲကိုပြုတ်ကြသွားပါတယ်ကျွန်ုပ်လည်းလက်လန်းမိရာဆွဲရာ တောင်ကပရံမှာတွဲကပ်ပေါက်နေတဲ့တကိုင်းဆွဲမိတယ်။ဘိုက်ကလေးကကျွန်ုပ်ခါကိုဖက်လျက်တာ။တကိုင်းကညှို့ဆင်းပြီးတော့ပြန်ကန်လာတယ်။တော်သေးရဲ့တကိုင်းကတောင်လို့နှစ်ယောက်ဝေခံနိုင်တယ်။ပြန်တက်ဖို့ကမလွဲ။ကပရံမှာတဆင်တိမ်များကိုမြင်နေရတယ်။အောက်မှာတော့ကြောက်။ဇောကျွေးတွေပြန်ရင်အာယုံမှာပေါ်လာတာကဓာတ်ကိုစီဖြစ်ဝတ်သားတဲ့ပြီးတော့စိတ်သားတဲ့ကြက်သားတဲ့အမဲသားတဲ့ပြုံပြုံကြီးတွေ။ဘယ်နဲ့လဲဟင်းလျံမရှားဘူးဆိုဆက်တော့။တောင်ဆွဲမှာနေကြွေတော့မယ်။ မသိမြန်ငယ်စုံလေးကလည်းဟင်းလျာကိုမျောနေချေပြီဒီနေ့ကံမကောင်းပါလားဆက်လက်ပြီးတော့တုတ်ကိုင်းပေါ်ကမြောင်းတဲ့ဝင်ယုံအောက်ကပြောင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ပြည်နဲ့တပည့်ကျော်ဘိုက်ကလေးတို့ကနေစာတူဝါထုံးစံအတိုင်းအမေပြည်ရန်အတွက်ရိုးမာတော်ကျဲတွင်းကိုချင်းနေဝင်ရောက်ခဲ့ကြပြန်ပါတယ်ရရစာတွတ်ပြီးလာပြီဟဲ့တပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော်မိုးကုံဆောင်ကူမို့မြောင်းရက်လေးကတော်တော်ကလေးပြေးလာတယ် ရွက်ချက်တို့ကလေးပြေဆော့ကစားလို့ခိုခိုကက်ကက်ရီမောတန်တို့ကိုပြုတ်လိုက်ပါတယ်။ရွက်ချက်ရီမောတန်တို့ကလေးပြေနဲ့အတူလိုက်ပါသွားကြတယ်။တပည့်ချင်းဒီခေတ်ခါမယ်အမဲပြည့်ကြီးတထောင်ရဲ့တန်မှုဟာမနေဘူး။ဟုတ်ပါဟုတ်ပါ။ဘိုက်ကလေးကကျွန်တော်စကားကိုထောက်ခံတာလည်းမဟုတ်စန့်ကျင်တာလည်းမမြည်။ဟုတ်ပါဆိုတဲ့စကားထောက်ကိုသားမြည်တမ်းရင်အာယုံကတော့တခြားကိုရှောင်နေပြီထင်ပါတယ်။ကြီးမဖြုံးမဲအမဲရတဲ့နေ့ကျွန်ုပ်ပြမယ်။ဟုတ်ပါဟုတ်ပါ။အရှိမဝယုံတယုံရှိတယ် မြဝေယုံကစိတ်မြနေပါတယ်အတော်လေးလေးမြင့်နေအရင်တုတ်ပြီးတော့အဖျားရှူသွားတော့လေဝေယုံကတုတ်ကိုင်းလို့ဖို့ကောင်းလာပါတယ်ဖိုက်ကလေးဟော့ဟူကကျင်းပြီးအခုခုတ်ပြီးဆက်တော့ကျင်းကိုယူခွင်းလျှော့လို့လှုပ်ပြီးဆက်တော့ဖိုက်ကလေးကသူ့ရဲ့လက်ဆွဲတော်ဓမြောင်တစ်ချောင်းပြဲကျင်းကိုအချောတက်ကခွင်းလျှော့လို့တယ်ပြီးပြီးဆက်တော့ပြင်ဟော့ဟူဝေယုံပင်ပေါ်တက်တောင်းပေဖြောက်ပေဝါးတလုံးကိုရွေးချယ်တက်ခုတ်ဆန်းကွယ်တောင်းပေဖြောက်ပေဝါးတလုံးကိုရွေးချယ်တက်ဆန်းကွယ် ဘိုက်ကလေးကဘာမှညာမှမသိဝယုံပင်မတက်တယ်ဝယုံပင်ကတော့တန်ယုံလူတက်ဖို့မလွယ်ပါဘူးမိုးဆိုးမြကတလိမ့်ဆန်တစ်ပိုင်းဖြစ်တယ်ဝယုံပင်ကိုမရမကတွေ့တက်ရာထိတ်ဖျားကိုရောက်လို့ပြီဘိုက်ကလေးရဲ့တောင်ပေဖြောင်းပေဝါပင်ကိုခိုးစည်းလိုက်စမ်းစီးပြီဝယုံပင်ဖျားကဘိုက်ကလေးရဲ့ကိုလေးချိန်ကိုမထိန်နိုင်ရှာကျွန်ုပ်ရှိရာကိုညွန့်ကြလာတယ်ကျွန်ုပ်လည်းဆော့ဆော့ကဘိုက်ကလေးအစင်တက်လှုပ်ပေးထားတဲ့ချိန်ညွတ်ကွင်းကိုဝယုံပင်ဖျားမှာခိုင်ခန့်စွာတုံ့နှောင်နေ ဘားပဲညွတ်ကိုင်းပဲဘားပဲနဲ့တွဲချီထားတဲ့တုတ်ကိုင်းကိုပေါင်းတုံးနဲ့ချိတ်ပြီးတော့ရုတ်တရက်ကြုံတွေးလိုက်ရတာကဟိုက်ပြောင်ပြောင်ကြီးပါလားဟုတ်ပါပြောင်တော့ကိုကြီးတင်းခွဲပြောင်ကြီးအရာရာကိုစိတ်တိုင်းမကြပဲမြင်းမြင်းကရစိတ်တုံနေတဲ့တင်းခွဲပြောင်နှော့ကိုကြီးတကောင်ကျွန်တော်တို့ကိုတွေးတော့ဒေါသပုံထပြီးခွာကိုမြေမှာပြင်းထန်စွာရှက်တော်တယ်မြေများကအလွားလိုက်အလွားလိုက်ဖွာထွက်ကုန်ပါတယ်ဟိုက်ဆက်တွေ့ပြောင်ကြီးပြပြပြ ြင့်မရအောင်နှလုံးပြူကဟိုမှာကျန်နေခဲ့ပြီးနှလုံးပြူကမလန်မကန်းရှိတဲ့ကိန်းမှာချိတ်လျက်သားတွားယူချိန်မရတော့ဘူးပြောင်ကြီးကမိရထားစက်ကောင်းထွေးကြီးပေါ်မှာဒုံ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 နဲ့ဒုံဆိုင်ဝင်ရောက်ခဲ့ပါတယ်ချစ်ချစ်စီကအဖေမရလို့စိတ်ညစ်ရတဲ့ကြားတယ်ဒီကတုံးနဲ့ခင်တို့ကတော်ရဲမှာဘာလာရှုပ်နေရလဲကင်ဟာမန္တလေးရန်ကုန်အမြင့်ရထားစက်ကောင်းကြီးလာပြီဟဲ့မတက်နိုင်တော့ကျွန်ုပ်ခြေတော့ကတော့ကိုင်းမောင်းတန်ကိုကန့်ဖြုတ်လိုက်ပါတယ်အတင်းဆွဲနှိမ်ထားတဲ့ဝါပင်က ဝန်ကနေပြန်မှတ်သွားပါတယ်။ချိန်ခွဲမှာချီလျက်မိပါသွားသူကကျွန်ုပ်ပြီးတော့ဝယုံပင်ကိုသူ့ချစ်ချက်အလားမလွတ်တမ်းဖက်ပါသွားသူကဘိုက်ကလေးဝါပင်ကပြန်မှတ်သွားလိုက်နှစ်ယောက်အလေးချိန်ကိုမနိုင်လို့မြေပြင်ကိုပြန်ညွှန်ကြလာလိုက်မြေပြင်ကိုပြန်နေလာတော့ပြောင်ကြီးကအောက်မှာအစင်းသက်ဆောင်နေပါတယ်။သူ့ရဲ့ဥကြိုကဘေးညာရမ်းရင်းနဲ့ကျိုးလင့်နေတယ်။လာဆက်လာဆန်းကတုံးနဲ့ခင်တို့ဥပွင့်ကျင်သလားစအိုးပွင့်ကျင်သလားပွင့်ကျင်အောင်ပွင့်မှုတာဝန်ယူတယ် ကျွန်ုပ်တို့မှာဝါပဲအညောပြောင်းဥကြချားနဲ့ဤသွားတိုင်းအသေးတရရာရင်တဖို့ဖို့ရှိနေကြတယ်။ဘိုက်ကလေးကိုဖို့ကိုဖို့ပြန်တက်သွားတယ်ပြန်ကြလာတယ်။၎င်းတန်နီယာကအသေးတော်ဥတော်နောက်ဆုံးဝါပင်ကရန်ခါမှုနေသွားတယ်။လေထဲမှာလည်းတူးလို့တွဲလောင်းကြည့်တော်သေးတယ်အောက်ကိုစက်မညွတ်တော့လို့ရတယ်။ဒင်းမညွတ်ရင်ပြောင်းတောင်းဝင်ထား။ပြောင်းကြီးကဝယုံပင်ကိုပြေးဆောင်နေဟိုက်ငါကောင်အစ္စလမ်ဝေးသွားပြီ။ဝါရက်တွေကတဖြောဖြောကျွေးကြသွားတယ်။ ျွန်ုပ်တို့လည်းလေဟုန်တဲဝယ်အပြင်းတန်ရင်တို့လှုပ်ရှားနေရပါတယ်။တော့ကိုင်းမပြတ်ဖို့အရေးကြီးတယ်။ပြောင်ကြီးကဝယုံပင်ကိုဖြည့်ခွေလိုက်ကျွန်ုပ်တို့ရှိရာကိုမောကြည့်လိုက်ဖင်တန်းရဲ့လဲနေလိုက်ဖြင့်ဇွဲကောင်းနေပါတော့တယ်။တလိမ့်ဆန်အပေါင်းကိုနှိပ်စက်ခဲ့သမျှယခုမှအဝတ်လေတဲ့ဆရာတပည့်ပါလား။ဒီနေ့ကမကောင်းပါလား။နောက်ဆုံးအားရအောင်ဝေပြီးမှပြောင်ကြီးလက်လျှော့ထွက်သွားပါကြောင်းကျွန်ုပ်တို့လည်းထူတညလုံးတော့ကိုင်းပေါ်မှာသာနေရရင်မနဲ့လင်းမှာမရေတရေစိတ်ခဲ့ရပါကြောင့ ဒီနေ့ကံမကောင်းပါလားဒီနေ့မှာတော့ကျွန်ုပ်တို့အိမ်ကရရှိရာကျုံတိုင်းရွာကိုရန်ကုန်မြို့ပြမှာဥဖေတက်ခိုင်နမိသားဆိုအလေရောက်လာကြပြန်ပါတယ်အပန်းဖြေဖို့ဖြစ်တယ်ဥဖေတက်ခိုင်ကကြေးလက်ကိုမျက်နှာသူပင်ပြောဥတ်တ်ပင်ဟာဥဖေတက်ခိုင်လာပါပြို့လာလာဒီကောင်းလေတန်ရှူရှိုင်းရအောင်မြို့ပြကထွက်ပြေးလာတာပြို့မောနေပြို့မောနေအဲ့လိုပင်အားလက်ရက်ကလေးရတိုင်းဥဖေတက်ခိုင်မိသားစုကကျွန်ုပ်ရှိရာကျုံတိုင်းရွာကိုလာနေကြ ဥပေတက်ခိုင်ရဲ့ဇနီးဒေးစီတက်ခိုင်နဲ့မသိမြင်ကအလွန်ရင်းနှီးလာပါတယ်။ဟဲဒေးစီလာလာပေးအထုပ်တွေမမမြင်ပိန်သွားတယ်တော့ပိန်ချင်တာပိန်ချင်တာတားတော်မောင်နှစ်ဦးကကျွန်ုပ်ချန်တွင်ဝယ်လှက်ပတ်ပြေးနေကြတယ်။လက်ပြလေးဖန်ဖန်မိအောင်ဖန်မသိမြင်ကအင်ရှိကုတ်ပြတ်မှာပဲခြေလက်မနှက်စာနဲ့တဲခင်းဧခန်နဲ့စားစားအဝစားဥပေတက်ခိုင်ခြေလက်မနှက်စာကအထွေထူးမဟုတ်ဘူးစီရွှဲရွှဲနဲ့ပေါင်းထားတဲ့စီထမင်းဖြစ်ပါတယ်။ စီတမင်းကရွှေဝါရောင်တန်းနေပြီးတော့မှုန့်ပြန်နေတယ်။ပြီးတော့ဆက်သားကြောင့်ထောင်းထားပြီးစီရွှဲရွှဲလေးစမ်းထားလိုက်သေးတယ်။ဆက်သားကြောင့်အမြောင်းလိုက်မှွာနေတယ်။စားပကံလေးကပါဖြည့်ဆွတ်လိုက်သေးတယ်။၎င်းကအချုံမုံမပါဓာတ်ရုပ်ပစ္စည်းမပါတဲ့မြမရိုးရာမနှက်စားသား။ဥဖေတက်ခိုင်တို့မိသားစုကမြို့အရက်မှာဆိုရင်စမ်းပြားနေတဲ့စီတမင်းကိုစုပ်လိုက်ဖယ်လိုက်၊ပါဇက်သေးတွင်းလိုက်ပြပလုတ်ပလောင်စားတောက်နေကြတယ်။စီကလက်ချားမှပင်ယူပါပြီနဲ့စီတမင်းတလဲဆက်သားကြောင့်တလီ အီပြေစားလေးတို့ကတို့ကသူတို့လွှဲနေကြပုံကအာရစရာကောင်းလာပါပြီဥတ္တပေဒီကဘာခေါ်လဲဗျကောင်းညင်းပေါင်းလားမဟုတ်ဘူးလေဥဖေတက်ခိုင်ရဲ့စီထမင်းပါဗျဟင်စီထမင်းကလည်းကောင်းညင်းလိုပဲနော်ကောင်းညင်းပါပဲဗျပေါင်းရင်ကောင်းညင်းပေါင်းပေါင်းပြီးတဲ့ဥရက်ထက်မိဖို့ပေါ်တင်စီရွှဲရွှဲထည့်ပြီးကြော်လိုက်ရင်တော့စီထမင်းဖြစ်ရောဗျသူကကောင်းညင်းထက်ပိုစားကောင်းတယ်ဟုတ်ပါဗျမျိုးရက်မှာတော့မနဲ့လင်းရင်မရှိရတူကထမင်းချန်ပဲပြုတ်ဟောရီကပဲပြုတ်တော့ရင် လာပေါင်ဖေးစီတော့80တော်ရဲ့တပိတ်သားစီလားဖရဖရရေခေါင်ကောင်မူးချိုးပြစ်ချပါအောင်မယ်တစေသားစီဒါတော့ဒီနေ့စီမနေ့ပြန်ဆိုရင်ဒီစီရကြမှာရမယ်ဟဲ့မင်းမနေမင်းနေရပဲပြုတ်တယ်လားရွှေကုံတယ်လားပဲပြုတ်တော်ရဲ့ပဲပြုတ်ဒါတော့တီဗီမှာမကြောညာသေးလို့ဒီစီရတာဟင်တီဗီမှာတော့မကြောညာပါနဲ့ကျေးဇူးရှင်ရဲ့တီဗီကြောညာကမှန်တယ်မြစားသုံးသူကပေးနေရလို့ပါရှက်ခိုးပါရဲ့ပတ်စံတက်နိုင်တဲ့သူတွေကြတော့လေမနှက်ခင်းဆိုရင် ဘယ်ဆိုင်မှာစားရတောက်ရပါမလားလို့ဆိုင်စဉ်းစားနေရတာတမောက်ပြဒဲဒီမနေ့ကဆိုင်မစားအောင်တော့ရိုးသွားပြီနောက်ဆိုင်ကိုရှားပို့ပြီးဒင်းစမ်းစားမယ်အေးအေးဖေဖေကြောင်ညာလမ်းညွန်ဆောင်ထဲမှာဆိုင်ရွေးထားတယ်ရှားစမ်းဒဲဒီဒဲဒီရှားလို့ရသမျှကုံအောင်300မှာကအိမ်ရှင်မတို့တာဝန်မဲမနေ့ဆိုအိမ်တွင်မှာလဲကော်ဖီမဲကွေကာအောင်အီချာကွေနန်းပြဒါတွေလဲစားကြတယ်ဗျဒါတွေစားရအောင်ကြောင်ညာနေရလေကောင်းဗျာ ဂျေးလမ်းမှာစရတာ DCC ဘာတဲ့ဥတ္တပေးစီထမင်းလေးဥဖိတက်ခိုင်းဟင်စီထမင်းဒါဆိုကျွတ်တူမျိုးရက်မှာလေဒီစီထမင်းစားရတူတဲ့အပေါင်ရှိပါဗျာခုမှတွေးမိတယ်ဥဖိတက်ခိုင်းကတန်တော်နဲ့ပြောတယ်ဟင်မတွေ့ဘူးပါကိုကလည်းဘယ်မှာတွေ့ဘူးလို့လဲဟာရှေရှေဝဝစဉ်းစားလို့တို့အိမ်ကကားမောင်းနဲ့ဟိုကောင်မောင်းတဲ့သူ့အိမ်မှာမနဲ့တိုင်းစီထမင်းစားပါကွာဟင်ဟိုအလောက်ထုတ်ပြလိုက်တဲ့မောင်းတက်လားဟုတ်ပါကွာ သူ့အိမ်ကိုတခါလိုက်သွားတော့သူတို့မိသားစုစီထမင်းစားနေရတယ်ပက်ပင်းတိုးတာပေါ့ကွာ။အော်သူကတော့ကလာတာဆိုတော့တော့စာလှုပ်စားတာနေမှာပေါ့ရှင့်။ဟာသူစားတဲ့စီထမင်းကဒီစီထမင်းနဲ့မတူဘူးကွာ။ဟင်ဘာကွာလို့လဲ။ဒီလိုဥတ္တပီကသူစားတဲ့စီထမင်းကဈေးကြီးတယ်ဗျ။ဒီစီထမင်းနဲ့တခြားစီပဲ။အော်မြို့ရက်မှာမို့ထင်ပါ။ဥပိတ္တခိုင်ကသူမျိုးကမောင်းတက်တဲ့စီထမင်းအကြောင်းပြောပြနေပါဗျ။ ောင်သက်တဲ့နာမည်ကဟုတ်တယ်လေးပါဖြစ်လေခင်မောင်သက်တဲ့အတူကောင်မောင်သက်အိမ်ကမိမကယူးလို့ခေါ်တယ်တက်ရင်ယူရင်အိုင်လေအိုင်တွင်ချီစီလိုက်ပေါ့ကွယ်ဘာခက်တာမှတ်လို့အဲ့ဒီမောင်သက်ကကျွန်တော်အိမ်မှာကုံကားမောင်းနေအိမ်မှာကကုံကားတီးတီးလေးရှိရလေကုံကားမောင်းနေမောင်သက်လေမောင်သက်နဲ့တွင် ကုံပြီးတော့ကားသွားမယ်မှတ်မှတ်သားလောက်ပါပြီခင်ဗျာမှတ်သားလောက်ပါပြီကုံကားလေးကစီတိတ်စားတယ်ဗျဂျားကက ငကားခါနာတာပါဗျာတရခန့်စစ်ကသူ့ပါပဲလေသူစားစတန်ပေါ်ငကားရဲ့ဟိတ်ကောင်မောင်းတဲ့မနေ့ကရင်စီထုတ်ရဲ့ဒီနေ့စီကုန်နေပြီမင်းဟာကမလွန်လွန်ဘူးလားအင်ဂျင်ကစီတိတ်စားနေပြီဆရာကားအင်ဂျင်မဟုတ်ဘူးဘော့စ်သူ့အင်ဂျင်ကစားနေတာသူ့မောင်းရတဲ့ကုန်ကားကစီတိတ်စားနေတော့မတင်ကားရနဲ့ဒီနေ့စီထုတ်ရဲ့မှာသူ့ကုန်ကားနောက်ကနေနောက်ရောက်ခံလိုက်ကြည့်မိတယ်လာလာတွေ့ပါပြီဆက်တော့ကျွန်တော်ကုန်ကားလေးက မောင်သက်အိမ်ရှိမှာရက်ပြီးတော့စီပိုက်တန်လန်ပုံတန်လန်နဲ့စီထုတ်နေပါရောဗျာဟဲ့ကောင်မောင်သက်ဒါပါလို့တာလဲစီခိုးထုတ်နေအဲ့ဟုတ်ပါရောင်းလို့ဟိုဟိုစီစီပြန်ထည့်နေရဘာကွာဘလူစီထည့်နေရလဲဟော်ဒီပုံလေးတွေကစီကိုကားထဲကိုပြန်ထည့်နေရပါဆရာဘာကွာပုံနဲ့ကစီကားထဲပြန်ထည့်ရအောင်မင်းပုံကခေါင်းမိုးပေါ်တင်ထားလို့လားမိပြီးတော့ရောင်းပြီးတော့ချချမင်းတို့ဒီနေ့ကစပြီးငါကောင်ကဒရိုက်ဘာဖြစ်ကနေထုတ်လိုက်ပြီမလုပ်လိုက်ပါနဲ့ဆရာ ကျွန်တော်မိသားစုက ဆရာကားကကြွေးတဲ့စီထမင်းလေးစားပြီးမှအသက်ဆက်နေရတာပါခင်ဗျာဘာကွာစီထမင်းဟုတ်ပါရဲ့ဆရာဒီကားကထွက်တဲ့စီကိုပြန်ရောင်းပြီးတော့ဆန်ဝေထမင်းချက်ပြီးစားနေရတာမြို့ပြစီထမင်းဒုက္ခတွေမိသားစုပါခင်ဗျာတနာကြပါအရက်ကတို့ရဲ့မြို့ငါဒရိုင်ဘာကပေးထားတာတွေဘယ်ရောက်ကုန်ပြီလဲဒရိုင်ဘာကားကအရက်ဖိုးပြောင်းအဲ့ဟုတ်ပါမြို့ရက်ကစီထမင်းကတိတ်တန့်မှုကြည့်ပါလားဥဖေတက်ခါရဲ့ဟုတ်ပါဗျာဥတ္တပေယသူဆန်းပါပဲဆရာတို့ရဲ့ ယခုကကျွန်ုပ်လည်းဟန်ဖုန်းတစ်လုံးရရှိခဲ့ပြီဖြစ်ပါတယ်။လူများရှိမှဟန်ဖုန်းကင်ပြီးစကားပြောလန်တလာရတာကမြူကြီးသားတို့စတိုင်နဲ့နင်းလားငါလားဖြစ်နေတယ်။ဟယ်လိုမြင်လား။ညင်ငပိမာတာများဖုန်းဆက်မှရတယ်လို့တော့ချီးပုံတက်နေမိပါစေတော့။ငါကြော်လာနင်းလို့ကတော့ဒင်းချီတစ်လုံးအဟက်ပဲ။ဟန်ဖုန်းကိုခါချိတ်ပြီးမနက်ခင်းစည်းကိုကျွန်ုပ်သွားတယ်။ဘိုက်ကလေးလက်ပါတယ်။လူထုထုမှရက်တယ်။တယ်လီဖုန်းဆက်တဲ့သူတွေကလည်းခုနေမဆက်ကြအောင် လူကြားတဲ့ဟန်ဖုန်းမြင်စတိုင်းနဲ့ပြန်ဆက်မလို့ကျွန်ုပ်ကဇီးတဲ့ကသာပြန်လာတယ်ဖုန်းကမမြည်ဘူးဖုန်းမမြည်လို့လူကြားသူကြားတဲ့မှာမကြွရအောင်ဇီးတဲ့ပြန်လာကြတဲ့ကျွန်ုပ်တို့ဆရာတပည့်ကမအားကြဘူးအထုပ်ပိုးကိုစီဆွဲလာရတယ်ဘိုက်ကလေးကစမ်းအိတ်တိတ်ပါထန်းလာရတယ်ဟဲ့ဖုန်းဖုန်းလာနေပြီအရေးတဲ့အရာပေါ်စော့စော့ကဇီးတဲ့မှာဘာမှမဝေခင်ကြမလာဘူးအခုအထုပ်ပိုးတွေတင်လာပြီးလက်မအားကြတော့မှလာပြီလက်ထဲမှာငရုတ်ချက်သွင်းအိတ်ကြီးကိုဘိုက်ကလေးကြောပေါ်ကိုဆင့်တင်ပေးလိုက်တယ် အောက်ချလို့မဖြစ်ဘူးရှုံနေနဲ့ကျွန်တော်လည်းခါးကြားမှာဖုန်းကိုဟန်ပပါနဲ့ဖြုတ်ကာဘေးဘီကိုကြည့်တယ်ဘသူတွေများကျွန်တော်ဖုန်းဆက်စတိုင်ကိုကြည့်နေတလဲလို့ဘသူမှမကြည့်ဘူးညနာလွှဲနေမှာဟလိုအမေးရှိပါကျွန်တော်မြင်ရစားတက်ပေးပါအခုဆက်တာနန်းနာလိုင်းလားကြည်လဲလဲဦးလာရင်လူပြိုကြီးစောတက်မှာမှာဆက်တော့ရေကျွန်တော်ဒုက္ခရောက်နေလို့ကိုကြီးပေါင်းဆက်တော့ရေဟေးဘာဖြစ်လို့လဲကျွန်တော်တို့ပတ်စံလောက်တယ်ထင်ပြီးစားတော့ဆိုင်မှာဝင်စားတာအခုဘီယာလေးစေလုံးဟင်းပွဲလေးငါးပကံ ကာရာအိုကေလေးဆယ်ကလောက်ပဲဆိုရသေးတယ်ဝေးပြတ်သွားလို့အဲ့ဒါဇေယတုံးနဲ့စိုက်စိုက်မြိုင်မြိုင်တွေ့ရတာအတော့ပဲကျွန်တော်တို့ကိုငွေရှာပြီးတော့လာရွေးပါဇေယတုံးရဲ့ခဲ့ပါနော်စောတမောင်ကငိုချင်းချပြီးမြိုင်သားမျိုးကဆိုင်လိပ်ဆောင်ပေးလိုက်တယ်ကျွန်တော်လည်း၎င်းမှာကိုနဲ့မကွာအမြဲပါနေတယ်ဟန်ဖုန်းကြောက်တာစောတမောင်အဆက်တွေရတယ်လို့သိရက၎င်းဟန်ဖုန်းကိုလွှတ်ပြချင်စိပေါက်လာရတယ်ဆက်ဆက်တော့ကျုပ်ဒူးတွေမနိုင်တော့ဘူးအထုပ်တွေပြန်ယူပါတော့ဗျာ ျွန်တော်လည်းဟန်ဖုန်းကိုခါမှပြန်ချိတ်ပြီးအထုပ်တွေကိုပြန်ယူတယ်ဒေါသလည်းထွက်ရတယ်။ဟန်ဖုန်းရှိရောပြေးမလွတ်တော့ဗျာ။ကျွေးရှင်နံပါတ်ပေါ်ရင်ပိတ်ပြစ်လိုက်အောင်မယ်။အခုတလောကျွန်တော်ဟန်ဖုန်းကိုချမထားရင်ခြားထားလိုက်တာနဲ့ဘိုက်ကလေးကယူယူဆက်နေတော့တယ်။ယခုလည်းကြိတ်။အိုးအဲ့ဒါထားပါကွယ်မပြောပါနဲ့တော့။သဘောပေါက်တယ်။အတန်လေးကတာနေရပဲနော်။နမဲကဘလို့ခေါ်လဲရင်โอ้อะน่ะแทบไม่ပြောပါနေတော့လို့ဆိုနေပါဇက်ညောင်းมาဆိုလို့ပါလေးကုန်နေမယ်ကွယ်လိမ့်စာပြောပါလာလာလေးချင်းလို့ အမေဖုန်းထဲကနေညှို့နေလိုက်တာဟိတ်ကောင်ပိုက်ကလေးအိုးဆက်ဆက်ဆက်တော့ရော့ရော့မင်းဖုန်းထဲကဘဲကမိမနဲ့တွေ့နေရလဲကွာမတွေ့ပါဘူးဆရာတော်ရဲ့မင်းပြောင်းလေးမနေနဲ့ခုနကကငါကြားတယ်ပြောဘဲကမိမလဲဘိုက်ကလေးကရှက်ရည်ရှိနေတယ်သူ့မျက်နာကမှုရနေတဲ့မျက်နှာမျိုးဖုန်းဆိုင်ရင်ဖုန်းထဲမှာရီးစားဖြစ်နေရဗျအတန်လေးကတာနေရပဲဆက်တော့ရဲ့ကျွန်တော်ဘာပြောပြောကျွန်တော်စိတ်မဆိုးဗျပြန်ပြန်စကားပြောပါတယ်ကြည့်ဆက်တော့ဆက်တော့ဘလောက်စွန့်နေတယ်လဲလို့ ဖုန်းထဲကရေးစာရနေပြီဗျဖိုင်ကလေးကဖုန်းနံပါတ်တကူနှိပ်လိုက်တယ်ဖိုင်ကလေးကတကာဖုန်းနေရဲ့မျက်နှာကြည့်ဖြင့်နားထောင်နေပါတယ်အော်ဟုတ်လားအေးအေးရပါတယ်ကွယ်ထက်မပြောပါနဲ့တော့လေအဲ့ဒါကိုကိုပိုင်းသိပါတယ်လေကုန်နေပါမယ်ကွယ်ကိုကိုပိုင်းနာမည်ကကိုပိုင်းကလေးလေကျုံတိုင်းရွာသားလူပြိုကြီးစစ်စစ်ရေမယုံဓာတ်တဲ့ညီမလေးနာမည်ကရောဘသူလဲဟင်အတန်လေးကတာတယ်လို့ရုံလေးကလည်းချောမှာပဲနော်ဘိုက်ကလေးကမပြီးတော့ဘူးလေရှင်းနေတယ် ကျွန်တော်လည်းသူ့လက်ထဲမှာဖုန်းကိုဆွဲယူလိုက်ပါတယ်။ဖုန်းထဲမှာမိန်းကလေးဆိုသူဘသူလဲလို့ကျွန်တော်သိချင်နေပါတော့တယ်။ဖုန်းကိုနားနာကပ်လိုက်တယ်။ဖုန်းထဲကမိန်းကလေးကပြောနေစေ။လူချင်းမင်းခေါ်ဆိုတော့တလီဖုန်းမှာစက်ပိတ်ထားရတော့၎င်းစက်သွေးအေရိယာပြင်ပကိုရောက်ရှိနေရတော့၎င်းခေါ်ဆိုရမရနိုင်ပါရှင်။တွေ့လာဆက်တော့ကောင်မလေးကအတန်လေးကမတားဘူးလား။ကျွန်တော်ဆက်တိုင်းကျွန်တော်ပြန်ပြောရပြ။အပြင်မှာတွေ့ချင်းစိတ်ပေါက်တယ်ဗျာ။ကျွန်တော်အားရပါရရှိတယ် ဘိုက်ကလေးကကျွန်တော်ကိုပြုတ်ထုတ်ပြစ်တဲ့ကြည့်တယ်။ဟင်ဘာဖြစ်လို့လဲဆက်တော့ရဲ့။ဘိုက်ကလေးရေဖုန်းလေးကမင်းကလေးကိုတော့ချမ်းသာမပေးတဲ့လူပြိုကြီးပါလား။အဲ့ဒီအတန်ကလူကိုယ်တိုင်မှော့ဖို့ဟာမင်းကလေးအတန်ကိုတိတ်ခွေနဲ့ဖမ်းပြီးပြန်လွှင့်ပေးနေတာ။မင်းဖုန်းမပိတ်မချင်းထက်ခါထက်ခါပြောနေမှာပဲကွာ။ရူးမတော်တဲ့ဝင်တော့လေမိုဘိုင်းဖုန်းကိုခါချိန်လျက်ဟော့ဟိုမဟင်းမျိုးကြီးကျွန်တော်လည်းဟင်းမျိုးကြီးကိုတနက်နဲ့ချိန်နေ။ဘိုက်ကလေးကအစင်သက်ဟင်းမျိုးကြီးကကျွန်တော်ကိုခုံအောင်လိုက်ပါတယ်။ထို့စဉ်ဖုန်းတန်မိလာတယ်။ဟော့ နနစီရလားဥဝဲစီရလားကြည်လက်လက်ဥစီရလားကျွန်တော်လည်းရောင်ရမ်းပြီးတော့ဟန်ဖုန်းစီကိုစိတ်ရောက်သွားပြီးတော့တည်တင်ကနောက်ကျသွားတယ်။ဟင်မျိုးကြီးရဲ့လှပတဲ့ခနာကိုကြီးကကျွန်ုပ်စီထက်ကြပြီးတော့မောင်တိကျသွားတယ်။ဟင်ဆက်ဆက်ဆက်တော့ဘာဖြစ်တာလဲဗျ။မျက်နှာတုပ်ပေါ်ကပြုတ်ကျတာဒါလောက်အောရသလား။ကြားပုံပါတဲ့မျက်နှာတုပ်ပေါ်ကလေတိုက်လို့တန်းပေါ်မှာကျွန်ုပ်ပေါ်ပြုတ်ကျလာတယ်။ဟဟန်ဖုန်းကိုရင်ဟင်ဟန်ဖုန်းဘာလို့မလို့လဲဥပိတ်တက်ခိုင်စီမှာလေ။ဟင်ဟုတ်လား ကျွန်တော်နေခင်းကြောင်တော့အိပ်ပျော်သွားပြီအိမ်မက်မက်နေရပါကွယ်။မိုဘိုင်းဖုန်းတစ်လုံးသာရခဲ့ရင်ဆိုတော့အတွေးစိတ်ကူးနဲ့နေခင်းကြောင်တော့အိပ်ပျော်ရမှမက်ခဲ့တဲ့6အိမ်မက်မြပြီ။ဒီနေ့ကမကောင်းပါလား။အော်မိုဘိုင်းဖုန်းရင်ခုန်တန်။ဒီနေ့မှာတော့မနှက်စောစောကျွန်တော်အိပ်ရတဲ့ကွေးကောင်းနေစေမိုးမလင်းခင်အတန်ဝဝကြီးနဲ့တချင်းတန်ကိုကျဲလောင်စွာကြားလိုက်ရတယ်။အလိုဘယ်နဲ့စောစောစီစီဘယ်လူကတချင်းဖွင့်နေပါလဲ။ကျွန်တော်လည်းလှစ်ခနဲ့ထားထိုင်နေ။မြင်ကမိဖို့ကြောင့်နဲ့မှရင်းနှွေးအိုးကျနေပုံရတယ်။ အိပ်ရာတွေမရှိဘူး။တွန်တေးစုအောင်တခြင်းမျိုးအိပ်ဟုတ်ပါ။ဘိုက်ကလေးကထင်းချေးပေးရင်မရေမရာဇဝေဇဝါမတိမချာဖြစ်နေရလေတဲ့နဲ့စတွေ့ရင်အဲ့ဒါတွန်တေးစုအောင်တခြင်းတန်ပြ။ဒါပေမဲ့တွန်တေးစုအောင်အတန်မဟုတ်ဘူး။ဘိုက်ကလေးပြောမှကျွန်တော်နားရှုပ်ထွေးသွားတယ်။ဘလို့ဘိုက်ကလေး။စာသားတူပြီးအတန်မတိုးပြ။တီးလုံးတော့တူတယ်။ဒီတန်းကတွန်တေးစုအောင်တန်နေတော့စီနဲ့ရှည်ပဲ။အစရောအစ်စ်ထင်းနေပြန်ဆူတေးရီလေးဗျာကျွန်တော်ကခက်အလိုက်ကြဘိုက်ကလေးတို့လောက်နားမလဲဘူး ြန်ဆိုသလားမဆိုသလားကျွန်တော်မသိဘူး။ဓာတ်တဲ့ဘေးကောင်းဖွင့်နေရလေကွာ။စောစောစီစီကြီးမနှုတ်ခင်။ကိုရင်ဘိုးစားတို့အိမ်မှာတွန်တေးဆုံအောင်တချင်းတန်ကလေထဲမှာပြန့်လွင့်နေတယ်။စားရကြည်သေးရဲ့။ဟဲ့အလူအိမ်ကလည်းတိတ်ဆိတ်နေပါလား။ဟုတ်ပါ။ကိုရင်ဘိုးစားရဲ့အိမ်ကပကတိတိတ်ဆိတ်နေတဲ့နေလို့အိမ်သားများသာရှိတယ်။အိမ်သားတွေကလည်းများများမရှိဘူး။ကိုရင်ဘိုးစားရဲ့သူ့မိန်းမမထေးရဲ့တမိသစင်ရဲ့လူသားမရှိပေမဲ့ထိုးတော့ကအငိမ့်မနေကြဘူး။ဟင်းကြည့်ပါဦး။ကိုရင်ဘိုးစားလက်ထက် ကျွန်တို့တော့လူများမှာဗိသိက်စရာကိုသာပြောမချတဲ့ကန်ကန်ပြောနေတတ်တယ်။မိုက်လို့ခေါ်တဲ့ရေခဲမဟုတ်ထုတ်ကြီးနေပါလား။ဘာလို့နေပါလဲ။ကျွန်တို့လည်းအလူအိမ်အခြေအနေကထူးခြားနေလို့အိမ်တွင်တိုက်ရိုက်မဝင်သေးပဲချန်စီယူဘေးမှာသာကတ်နားထောင်နေမိတယ်။အမေကိုရင်ပိုးစာမိသားစုကအိမ်ကောင်းရင်တူယူကိုသာမမိတ်မတုံကြည့်နေကြပါလား။ဟာအိမ်ကောင်းရင်မှာတီးပြီးကြည့်ဟာအလေဒီပြီမှာလည်းအရုပ်တွေပေါ်လို့ပြီးတော့ကိုရင်ပိုးစာကမိုက်ခွက်ခြင်းနဲ့အာရပါရတချင်းစုံနေပါလား။ ်တွန်သေးစိုးအောင်တခြင်းကိုစိုးနေရကြုံတိုင်းပူးစာ ਉ ဟုတ်ပါကြုံတိုင်းပူးစာကဟန်နဲ့ပန်နဲ့မတက်ရက်ကတခြင်းဟဲနေတယ်ကျွန်တော်တခါတည်းရန်ကြုံချိုင်းလို့မျက်စိခလုတ်ကြည့်မိတတ်တယ်တီဗီမှလာတဲ့ဆိုးရောများလို့ဟန်ကြပန်ကြသူ့မိန်းမနဲ့သမီးကဘေးမှာထိုင်ကြည့်နေကြတယ်ဟဲဒီလူတွေမနဲ့မလေးငယ်ဘာလုပ်နေကြရတော့ထိုစဉ်ကြုံတိုင်းပူးစာတခြင်းပြီးသွားတယ်၎င်းကအလူအဆပြိုခြင်းဖြစ်မယ်လို့ယူဆကကျွန်ုပ်တို့လည်းအိမ်တွင်းဝင်ရင်ခြေလှမ်းပြင်မထီးကမိုက်ခွက်ကိုယူတယ် ီးတော့တီးလုံးထွက်လာပြီးမိန်းကလေးအတန်မထေးကလည်းမိုက်ခွန်နဲ့တချင်းစုံနေပါလားဘိုက်ကလေးဆွဲကော်လို့ကျွန်တော်ကလန်ကလန်ပါလာတယ်တော်တော်ရှုပ်တယ်ကောင်းနေကွာအလူအိမ်မဟုတ်ဘဲနဲ့စောစောစီစီတချင်းဖွင့်ရတယ်လို့ပြီးတော့သူ့မိန်းမကိုရင်ကကိရိကရာမုံကျွေးမယ်ပြောပြီးထူးဆန်းတာကထိုးနေနေလုံးတချင်းတံမပြတ်ဘူးရွာကလာသားတွေကလည်းကိုရင်ပူးစာတော့အိမ်ကိုဝင်လာမစဲတက်တဲတဲတနေ့လုံးတချင်းဖွင့်နေကြတယ်ဘာတွေလဲကျွန်တော်တို့လည်းစိတ်ရှုပ်စွာနဲ့ထိုးเจ้าမစင်းစားပဲအမေပြင်တော်တဲ့ဝင်ခဲ့ကြတယ် တော်ထဲမှာတညာလုံးလှည့်လေအမဲပြစ်ပေးမယ်။ကံကြောင်းမလှလို့တကောင်းမှမရဘူး။မိုးမလင်းရင်တော်ထဲကပြန်လာတော့လက်ချီပလား။ဝမ်းကတကြုံကြုံစားကြည့်ပြီ။ခုနေအလူအိမ်တွေးလိုက်လို့ကတော့ကျွန်တို့ရှက်မနေနိုင်ဘူး။ဝင်လွှေးလိုက်ဖို့ကအဆင်သင့်။ဟဲ့နားထောင်စမ်း။ဒါတရားတန်အလူအိမ်ကဖွင့်နေတာဟာ။ဟုတ်ပါ။တရားနာပြီးဝါရမယ်။ကျွန်တို့လည်းခြေလန်းတက်တက်နဲ့လှမ်းလာကြရ။အလို့ကိုရင်ပိုးစားတော်အိမ်ကတရားနာနေရအောင်။ကျွန်တို့လည်းအိမ်ပေါ်တက်ရ။ဟင် တရားဟောနေတာဖုံးကြီးလည်းမဟုတ်ဘူးတကြီးပါစီပါလားဟာတကြီးပါစီမိုက်ခွန်နဲ့တရားရွံ့နေတယ်ကိုရင်ပိုးစာမိသားစုကတော့ကြုံကြုံရုံရုံလေးထိုင်ကတရားနာနေတယ်ကျွန်ုပ်တို့လည်းကိုရင်ပိုးစာရဲ့နောက်အသားလေးဝင်ထိုင်ကတရားနာတယ်တရားပြီးတော့တံပြန်អော်ကြတယ်ဒါတို့ဒါတို့ဒါတို့ကောင်းနေကွာမောင်ပိုးစာဒီတချင်းစိုးစက်ဝဲလိုက်တာအခုလိုမနဲ့စောစောကြုံတိုင်းရွာသားတွေမေတ္တာတရားလွှမ်းခြုံဖို့တရားဘာဝနာစီးဖြန့်ဖို့မိုက်ခွန်နဲ့တရားရွတ်ပေးရတော့ကုသိုလ်ရတာပေါ့ကွယ် အမေဥတုပီတို့ဘိုက်ကလေးတို့တရားလာနာတာ ਉ ကောင်းနေကောင်းနေရော့ရော့မောင်းပူးစာငါးချက်တကြီးကငွေငါးချက်ပေးပြီးဆင်းသွားတယ်ဟင်တကြီးကအလူမှာဘာမှမစားတော့ဘူးလားဟမ်အလူဘေးကအလူလဲကိုရင်ပူးစာတို့အိမ်အလူလုံးလို့တကြီးလာတာမဟုတ်ဘူးလားဘေးကဟုတ်ရမှာလဲသူကတချင်းဆိုဆက်မြို့ကဝဲလာတယ်ခြုံတိုင်းရွာသူရွာသားတွေကတပုတ်ငါးချက်နှုံးနဲ့တီးဆိုကြတယ်ကျုပ်လဲဆိုချင်အဲ့ဟုတ်ပါစိတ်ကူးရပြီမနေ့တိုင်းတရားလာလာဟောပြီးရင် ရဲရအတွက်ကောင်းမယ်ဆိုပြီးကြုံလာဟောတာဘဲကလာအလူရမှာလဲခမားတို့ကလည်းအလူပဲရှာစားနေကြတာဦးဟမ်ဒါအလူမဟုတ်ပြန်မှုတယ်ပြုတ်တချင်းစိုးဆက်တဲ့ရက်ကတို့ရင်ဒီနေ့ကံမကောင်းမှလာကတော့ပြီပြိသက်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာဆက်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်